လေတိုင်းဒေသကြီးပြိုးလေးမျိုးနဲ့အောင်ချမ်းသာရွာဓမ္မသာရသာသနာစင်တာ Institute of Dharma Education ဓမ္မပညာသင်တန်းရေးသင်တန်းကျောင်းဖွင့်လှစ်ပြီးစတင်သင်ကြားမဲ့ဒီနေ့2014ခုနှစ်မေလတရနေ့ 2014ခုနှစ်ဓမ္မသင်တန်းကိုစတင်ပြီးတော့သင်ကြားမဲ့နေ့အဖွင့်ဩဝါဒကထာအမှားစကားအခုလိုဓမ္မပညာသင်တန်းဖွင့်လျက်ရတာဟာအင်တာမအရေးကြီးတဲ့အရာတစ်ခုလို့ယုံကြည်လို့ဒီဓမ္မပညာသင်တန်းကို မနစ်ကစပြီးတော့ဖွင့်ခဲ့တာဖြစ်ပါဘုရားရဲ့တရားတော်တွေဟာတရားတစ်ခုတည်းနဲ့မလုံလောက်ပါပညာပါတဲ့တရားကမှမင်္ဂလက်လမ်းကြောင်းကို ပို့နိုင်တာဖြစ်ပါရသော်ဘုရားရဲ့အဆုံးအမထဲမှာဆိုရင်ပညုတ်တရသဗ္ဗိဓမ္မာလို့ဆိုတဲ့အတိုင်းဓမ္မအလုံးထဲမှာအမြတ်ဆုံး အရေးကြီးဆုံးလို့ဆိုရတဲ့အရာဟာပညာသာလင်ဖြစ်တယ်။ဒါကြောင့်မို့ပညာရအောင် စီဖို့အထောက်ကြာပဲ။အကယ်၍ဘုရားရဲ့ဆုံးမတရားတော်တွေကိုနားလည်နိုင်တဲ့ပညာမရှိဘူးဆိုလို့ရှိရင်နတ်ကိုယ်ခွေတဲ့ဘာသာအဆင့်မျိုးကို ပြန်လျှော့ကြတော့မှာဖြစ်ပါတယ်။ဒီကနေ့တောင်တဖြည်းဖြည်းအရေးအယောင်တွေဟာဘယ်ကိုဥတည်နေတယ်ဆိုတာကိုခံမှန်းကြည့်လို့ရပါတယ်။ ဆိုပါစို့ဒါကသူများလုပ်နေတာကိုဝေဘာနာ ပြစ်တင်တာမဟုတ်ဘူးကိုအခြေအနေတစ်ခုကိုအမှန်သိဖို့ရအတွက်ပြောပြတာဘုရားဘာသာမှာဂိုင်းကြီးနှစ်ဂိုင်းရှိတယ်ဒီကနေ့ခေတ်မှာအတိမတ်ပြုထားတဲ့ဂိုင်းကြီးနှစ်ဂိုင်းမဟာယာနနဲ့ထေရဝါဒဆိုပြီးတနည်းအားဖြင့်ပြောမယ်ဆိုရင်တိဘက်တန်ဗုဒ္ဓဇင်းကိုတိကျထုတ်ယူမယ်ဆိုလို့ရှိရင် တိဘက်တံဗုဒ္ဓဇင်းကဝစီရယာနာဝချိရယာနာနဲ့ကျန်တဲ့ဂျပန်ကိုရီးယားတရုတ်ပြည်တို့မှာထွန်းကားတဲ့ဘာသာတရားကမဟာယာနာဗုဒ္ဓဘာသာလို့မြန်မာတိရိလင်္ကာထိုင်းကမ္ဘောဒီးယားလာအိုဒီငါးနိုင်ငံမှာလိုက်နာကျင့်သုံးတဲ့ဗုဒ္ဓဘာသာကထေရဝါဒဗုဒ္ဓဘာသာလို့ဒီလိုဗုဒ္ဓဘာသာ ကွဲပြားမှုလေးတွေခိုင်းကွဲမှုလေးတွေရှိတဲ့ထင်မယ်မာယာနာဘုရားဘာသာမှာဘာလွှမ်းမိုးနေသလဲလို့ဆိုလို့ရှင်ချန်တင်းလို့ဆိုတာလွှမ်းမိုးထားတယ်ခုချန်တင်းလို့ဆိုတာရသော်ဘုရားဟောကြားတဲ့တုတ်တန်တစ်ခုရွတ်ဖတ်တဲ့စေတာအဓိကဖြစ်သွားပြီဓမ္မတေးလို့ခိတ္တဆန်ဆန်ရွတ်ဖတ်ပြီးတော့ စီးနဲ့ဝါးနဲ့ဒီလိုလုပ်တဲ့ဟာမျိုးဖြစ်သွားတယ်။တခြားဘာသာတွေထဲမှာကြည့်ခရစ်ယာန်မှာဓမ္မတေးရွတ်ဖတ်တဲ့ပုံစံမျိုးအဲ့ဒီဘက်ကို ရောက်သွားပြီ။အလုံးသင်္นานတွေကလည်းပဲခြံတင်းလုပ်ဖို့သင်္นานတွေပဲများသွားတယ်။အခုထေရဝါဒမှာလည်းပဲအလုံးသိကြလိမ့်မယ်။ဒီဇင်ဘာလတိုင်း နှစ်နှစ်သုံးနှစ်တော့ရှင်းသွားပြီအဲ့ဒီတိဘက်အမေရိကန်ကဗျာအမျိုးသမီးတယောက်က စပွန်ဆာလုပ်ပြီးတော့ပိဋကသုံးပုံရုပ်ဖတ်ပူဇော်ဝဲဆိုပြီးဘုန်းကြီးတို့တောင်လာပေးมาတယ်သို့တော့တစ်ခေါက်မှမတက်ဖြစ်ပါဘူးဘုန်းအဲ့တော့ဒါကဘာကိုပြတာတုံးဆိုချန်တင်းလို့ဆိုရဲရုပ်ဖတ်တဲ့ဆယ်မှုတွေအဆုံးသတ်သွားတယ် ဒီလမ်းကြောင်းဘက်ကိုဥတည်နေတယ်ဆိုတဲ့အတိပဲမြန်မာနိုင်ငံမှာလည်းပဲပဋ္ဌာန်းပဋ္ဌာန်းနဲ့ရွတ်ကြတယ်ပဋ္ဌာန်းပွဲတွေအလွန်များတယ်ဒါမကောင်းဘူးလို့ပြောတာမဟုတ်ဘူးရော့ကြလာတဲ့သဘောတစ်ခု ပြောပြတာနော်ချန်တင်းလုပ်တယ်ဆိုတာဖတ်တတ်လို့ရှိရင်အတိပဲနားလေသည်ဖြစ်စေနားမလဲသည်ဖြစ်စေနှုတ်ကရွတ်တဲ့ခေဒီအစင်လာတစ်ခုဟာလွှမ်းမိုးကြီးစိုးလာပြီဆိုလို့ရှိရင် နောက်ကြလို့ရှင်အယွတ်မှာပဲလမ်းဆုံးသွားမဲ့သဘောရှိတယ်။ဒီဟာကကြွတင်ပြီးတော့မြင်လို့ရတယ်ပေါ့နော်။အဲဒါကြောင့်မို့လို့ဒီယုဖတ်တရေဇေယုံနဲ့တင်ဘုရားရဲ့တရားတော်တွေဟာလမ်းဆုံးရမှာမဟုတ်ဘူး။ရသော်ဗျာကိုယ်တိုင်ကဟုတ်တယ်။ယုဖတ်တဲ့အခါမှာလည်းပဲအတိပ္ပယ်တည်တည်နဲ့ယုရမယ်။ယုပြီးတဲ့အခါမှာ အတိတ်တွေကိုစဉ်းစားတတ်ရမယ်နားလည်ရမယ်ပါဆိုလိုတာနားလည်ပြီးတော့ရှောင်ရမှာနဲ့ဆောင်ရမှာဘယ်ဟာကရှောင်ရမယ်ဘယ်ဟာက ဆောင်ရမယ်ဆိုတာကိုသိရှိနားလည်ပြီးတော့လက်တွေ့ကျင့်သုံးခြင်းအသိဉာဏ်ရရှိခြင်းဆိုတဲ့ပုံမှာလမ်းဆုံးရမှာဖြစ်တယ်ပေါ့အခုကအသိဉာဏ်ရရှိမှုဆိုတဲ့လမ်းကြောင်းပေါ်ကိုမရောက်တော့ဘူးအတိတ်ပဲသိရှိခြင်းဆိုတဲ့လမ်းကြောင်းပေါ်လည်းမရောက်လာတော့ဘူး ਨੇ ရွတ်ဖတ်ခြင်းဆိုတဲ့အပေါ်မှာပဲလမ်းဆုံးသွားရင်ဒါသာသနာတော်ဟာရော့ကျလာတယ်လို့ပဲခေါ်မယ်တချို့ကတော့ဘုရားသံတရားသံကြားနေရင်သာသနာကြားရတယ်လို့ဒီလိုထင်ကောင်းထင်လိမ့်မယ်သို့သောအနှစ်သာရပိုင်းရော့ကျသွားရင် ရော့ကျတယ်လို့ဒီလိုတွေ့ရအဲ့ဒီလိုဖြစ်လာနိုင်တယ်ပေါ့ဘုန်းကြီးတို့ကိုရီးယားတော်တော်ကဒီလိုပဲမာယာနာ ယဟန်လောင်းတွေကို training ပေးနေတာလေးနှစ်တန်းတက်ပြီးမှယဟန်ခံခွင့်ရှိတယ်သူတို့စီမှာအဲ training ပေးနေတာပါတယ်တော့ဆိုရင်တဏီတဲ့ရွတ်တက်ဖတ်တက်ဖို့လို့ဖះရှိခိုးတဲ့အခါမှာတဏီတဲ့ဝင်လာတာကစပြီးတော့ဟိုစစ်တပ်များလို့ပေါ့ရွတ်တက်မှကြီးကောင် uniformity ဖြစ်အောင်အဲ့ဒါကိုလေ့ကျင့်တာပဲများတယ်အနှစ်သာရပိုင်းကိုမေးကြည့်လိုက်တဲ့အခါကျတော့ ိပြီးတော့မသိဘူးအဲ့ဒါဟာဆွေယုတ်ချင်းရဲ့အမတ်တရမတ်သားလက္ခဏာတစ်ခုပဲနောက်တစ်ချိန်မှာဒီဘာသာတရားဆိုဒီမှာစလာတုန်းကလည်းဝေဒဘာသာဆိုတာဘာလို့ထတာတုန်းဆိုနတ်ဖရာရဲ့ခုံကျေးဇူးတွေကိုယူဖတ်တည်းစေခြင်းကစလာတာအဲ့ဒီကနေမြတ်စွာဘုရားပွင့်တဲ့အခါမှာအခုလို့ခုံကျေးဇူးတွေကို ဘုံတော်ဘွဲတွေကိုချီးကျူးနေုံနဲ့မဖြစ်ဘူးလက်တွေ့တရားဓမ္မကျင့်သုံးရမယ်အသိဉာဏ်ရအောင်စီဟုကြရမယ်လူတိုင်းလူတိုင်းကိုယ်ပိုင်အသိဉာဏ်အမှန်တရားကိုသိမှမြင့်မြတ်တဲ့အသိဉာဏ်တစ်ခုရမှသာလင်တန်တရားဝဆင်းကလွံ့မြောက်ပြီးနိဗ္ဗာန်ချမ်းသာကိုမြတ်မောပြုနိုင်တယ်ဆိုတာရသော်ဘုရားပေါ်လာတဲ့အခါမှာဒီဘက်ထီအောင်ရောက်လာတာဖြစ်တယ်အခုအဲ့ဒီဘက်ရောက်လာတဲ့လမ်းကြောင်းဟာ ်မြတ်စွာဘုရားပြိဋိဘံစံပြီးတော့ခုနှစ်ပေါင်း2500ကျော်လာတဲ့အခါမှာတဖြည်းဖြည်းဘက်ကပြန်ရွှေ့လာပြန်ရွှေ့လာတဲ့သဘောပဲလက်တွေ့ကျင့်သုံးတဲ့ပုဂ္ဂိုလ်တွေယောနေလာတယ်ဒိဗ္ဗေနားလဲတဲ့ပုဂ္ဂိုလ်တွေယောနေလာတယ်တဖြည်းဖြည်းယောလာတည်တဲ့ပုဂ္ဂိုလ်ကယောနေလာတယ်ဟုတ်လားလက်တွေ့ကျင့်သုံးပြီးတော့အတိကနေပြီးတော့ကျင့်သုံးမှုအစဉ်ကျင့်သုံးမှုကတည်းက စဉ်းစားဆင်ခြင်မှုအဆင့်စဉ်းစားဆင်ခြင်မှုအဆင့်ကနေရွက်ဖတ်တည်းဆဲမှုအဆင့်အဲ့ဒီအဆင့်မှာကြာရှိစွာတော့ရှိနေဥမှာပဲအဲ့ဒီအဆင့်ကိုပြန်ရောက်သွားတာနောက်ဆုံးကျတော့ဘာမှမသိတော့ပဲနဲ့ရွက်ဖတ်တည်းဆဲနေတဲ့အခြေအနေတစ်ခုမှာပဲလမ်းဆုံးပြီးနောက်ဆုံးမှာဒီလိုနဲ့ပဲဘာသာတရားတစ်ခုဟာအပိတ်တက်သွားတာဒါကြောင့်ဘုန်းကြီးတို့တွေ အခုချိန်ကကြိုတင်ပြီးတော့အဲ့ဒီထဲမရောက်အောင်ရသော်ဗျာလက်ထက်ကထွန်းကားခဲ့တဲ့အခြေအနေတခုကိုရောက်အောင်ပြန်ပြီးတော့ဆွဲပြီးတော့ရှေ့မတိုးတောင် maintenance ပြန်လုပ်တဲ့သဘောပဲဒါကဘာလို့ပြောရတာလဲဆိုဘုရားရဲ့တရားဓမ္မတွေဟာသိရှိနားလည်မှုလက်တွေ့ကျင့်သုံးပြီးသိရှိနားလည်မှုက အရေးကြီးတယ်ဆိုတာရသော်ဘုရားကိုယ်တိုင်ကပညာပတ္တထာ လောကသမိယာယံနိဗ္ဗိဒခာမိတိတွေ့တာမှုဆိုတဲ့ကိလေသာအဆိုင်ခဲတွေကိုဖောက်ထွင်းပြီးတော့အတွင် အနှစ်သာရကိုရယူနိုင်တဲ့ပညာမျိုးဟာလောကမှာချီးမွမ်းပွဲအကောင်းဆုံးပဲအဲ့ဒီချီးမွမ်းပွဲအကောင်းဆုံးပညာရဲ့အထောက်အကူဖြစ်ဖို့ ဓမ္မပညာသင်တန်းကိုခုဖွင့်လှစ်သင်ကြားတာဖြစ်တယ်။ဒီလိုဖွင့်လှစ်သင်ကြားတဲ့အခါမှာလည်းပဲစာကိုစာတင် စကလုံးကိုစကလုံးတင် လမ်းမဆုံးပဲနဲ့စကလုံးရဲ့အနတ္တိဘယ်ကိုသိရှိပြီးတော့မိမိတို့ကိုယ်တိုင်ဘယ်တရားကရှောင်ရမှာဘယ်တရားက ဆောင်ရမှာဆိုတာသိရှိနားလည်ပြီးတော့လက်တွေ့ကျင့်သုံးလိုက်နာနိုင်ဖို့ပါ จิตသုံးเนี่ยဆိုတာမြတ်စွာဘုရားတရားတော်ရဲ့จิตသုံးမှုဆိုတာစိတ်ထဲမှာဖြစ်ုံနဲ့ပဲအလွန်တမိုးရှိလာပြီ။တန်လေခတ်တုတ်တံမှာမြတ်စွာဘုရားဟောထားတာ ရှိတယ်ပေါ့။ကုသိုလ်ရေးရနဲ့ပတ်သက်ပြီးတော့စိတ်ထဲဖြစ်ုံနဲ့ပဲတမိုးရှိတယ်တဲ့။ငါတော့သူများတွေဒုစရိုက်တွေနဲ့ပျော်မွေ့ပေမဲ့ငါမှာတော့ဒုစရိုက်တွေမဖြစ်စေရဘူးဆိုတဲ့ဒီလိုစိတ်ဓာတ်မျိုးလေးပေါ့။အာဟုတ္တရီ ခါတိုင်းဖြစ်နေပေမဲ့ငါမှအကုသိုလ်တွေမဖြစ်အောင်ငါကြိုးစားမယ်ဆိုတဲ့စိတ်ဓာတ်အဲဒီစိတ်ဓာတ်ကစပြီးတော့လက်တွေ့ရှင်းသုံးတဲ့အဆင့်ထီအောင်ရောက်ရှိအောင်လုပ်ကြရမှာဖြစ်တယ်ပေါ့ဒီ apply method လို့ခေါ်တယ်လက်တွေ့ရှင်းသုံးမှုကိုဥတည်ပြီးတော့သင်ကြားတဲ့ဤစနစ်ကိုဟိုသင်ကြားပေးဖို့ ဘုန်းကြီးတို့ဒီဘက်ကိုဥတီထားပါတယ်အဘိဓမ္မာသင်လို့ရှိရင်လေဒီအဘိဓမ္မာရဲ့တယုတ်တကံဆိုတာသိကြရမှာဖြစ်တယ်သို့တော့အမျိုးအစားခွဲခြားသတ်မှတ်တဲ့ပုံမှာတွင်ပဲဒီအချိန်နေအများကြီးအသုံးမချပဲနဲ့မိမိရဲ့ခန္ဓာကိုယ်မှာဒီစိတ်ဟာဖြစ်သလားမဖြစ်ဘူးလားဆိုတာ ကိုယ့်ကိုယ်တိုင်းတာသိရှိနိုင်တဲ့ apply method ကိုအဓိကထားပြီးသင်ရမှာဥပမာမယ်ဝိသိကိစ္စအကြောင်းသင်လို့ရှိရင်ငါမှဝိသိကိစ္စဖြစ်သလားဘာနဲ့ပတ်သက်ပြီးတော့ဖြစ်တယ်လဲမောဟဆိုတာငါမှဖြစ်သလားဘယ်လိုဖြစ်တယ်လဲလောဘဖြစ်တယ်ဒေါသဖြစ်တယ်အိတ်တာတွေဖြစ်တယ်မေစရိယာတွေဖြစ်တယ်စိတ်ရဲ့ impurity လို့ခေါ်တယ် mental impurity လို့ခေါ်တယ်အကုသိုလ်စေတသိက်14မျိုး အဘိဓမ္မာမှာသင်ထားတာအဲ့ဒီသင်ထားတဲ့ထဲမှာငါမှာဘယ်ဟာတွေဖြစ်တယ်လဲဘယ်ဟာတွေတော့ငါမှာမဖြစ်ဘူးလဲလို့ကုခန္ဓာကိုယ်ထဲမှာ ရှားပွေတွေးရှိနိုင်အောင်သင်တာကို apply method လို့ခေါ်တယ် apply method လို့ခေါ်တယ်အဲ့လိုမဟုတ်ဘဲနဲ့လောဘမှုစိတ်ကရှိခုစေတသိက်က20နှစ်ရှင်တယ်ရှိခုနဲ့20နှစ်ကိုပဲအရာကျက်မယ်ဒီလောက်လေးမကျက်ရအောင်မဟုတ်ကျက်တဲ့နဲ့ကျက်ရမှာတော့ကျက်ရမှာပဲ အဲ့ဒီမှာရင်လမ်းမဆုံးနဲ့လို့ဆုံးလို့တယ်ကာလမတုတ်တံမှာမြတ်စွာဘုရားဟောထားတာရှိတယ်အဲ့ဒီမှာလည်းပဲဘုရားတရားတော်ကိုအဆုံးထိအောင်နားလည်မှုမပြုဘဲနဲ့မြတ်စွာဘုရားက အချက်ဆယ်ချက်နဲ့ပတ်သက်ပြီးတော့ဆိုပါစို့ tradition နဲ့ tradition နဲ့လည်းအမှန်တရားကိုမမှတ်ကြနဲ့သူများပြောတဲ့အကြားပြီးတော့လည်းအမှန်တရားကိုမမှတ်ကြနဲ့ စာပေထဲမှာပါတယ်ဆိုနဲ့လေအမှန်တရားကိုမမှတ်နဲ့ငါဆရာပြောတဲ့စကားဆိုပြီးတော့လေအမှန်တရားကိုမမှတ်နဲ့ငါနဲ့လက်တွေ့နဲ့ kait ညီတယ်ဆိုုံနဲ့လေအမှန်တရားကိုမမှတ်နဲ့လို့ဒီမြတ်စွာဘုရားဆိုလို့ရင်အိဗယ်ကအဲ့ဒါတွေကိုပယ်တာမဟုတ်ဘူးမြတ်စွာဘုရားစာတဲ့ပါတာကိုမမှတ်နဲ့လို့ပြောတာမဟုတ်ဘူးဆိုလို့ဒါစာတဲ့ပါတယ်ဆိုတာမှားတာလည်းရှိမယ်မှန်တာလည်းရှိမယ် ကိုယ်တိုင်လေးလာသိရှိပြီးတော့မှားရင်လက်မခံနဲ့မှန်တာကိုလက်ခံလို့ဒီလိုဆိုလိုတာ tradition ဆိုတာလဲအမှားလဲရှိနိုင်တယ်အမှန်လဲရှိနိုင်တယ်ဆရာသမားပြောတဲ့စကားဆိုတာလဲအမှားလဲရှိနိုင်တယ်အမှန်လဲရှိနိုင်တယ်အားလုံးဟာအမှန်ကြီးလို့မြူဆနဲ့ကိုကိုယ်တိုင်ကိုယ်ပိုင်ဉာဏ်ကိုအသုံးချဖို့ရသော်ဗျာဆိုလိုတာအဲ့ဒီကာလမတုတ်တံအဲ့ဒါကို နောက်ပိုင်းကလူတွေကတော့ကိုယ်ပိုင်ဉာဏ်အသုံးချဖို့မပြောဘဲနဲ့ tradition ကိုပယ်တယ်စာအုပ်ထဲပါတာတွေကိုပယ်တယ်အလုံးကိုပယ်လိုက်တဲ့အခါကျတော့ဘာတစ်ခုမှမကြံတော့ဘူးပေါ့နော်အဲ့ဒီလိုအယူဆလွဲမှားသွားတာမျိုးတွေလည်းရှိတယ်ဟောအများဆုံးကတော့ communist တွေကအများဆုံးအဲ့ဒီကာလမတုတ်ကိုကိုးကားပြီးတော့မြတ်စွာဘုရားဟောတဲ့ပိဋကစာပေတွေဘာသာတရားတွေကိုမှိုင်းလို့ပြောပြီးတော့ဘိန်းနဲ့တူတယ်ဆိုပြီးတိုက်ခိုက်ခဲ့မှုတွေတစ်ချိန်တော့အဲ့တော့ ဆိုလိုတာကမြတ်စွာဘုရားရဲ့အဆုံးအမဟာတကယ်တော့လေယုံကြည်မှုလက်ခံမှုတစ်ခုတည်းနဲ့သွားတဲ့အရာမဟုတ်ဘူးပညာနဲ့သွားတဲ့အရာဖြစ်တယ်ကိုယ်ပိုင်ဉာဏ်စဉ်းစားဉာဏ်တွေကို ဖွံ့ဖြိုးတိုးတက်စေတယ်အခုဒီသင်တန်းဒီစာတဲ့ဟာတွေအကုန်လက်ခံမှုသင်တာမဟုတ်ဘူးကိုယ်ပညာကိုစဉ်းစားဉာဏ်ကို ဖွံ့ဖြိုးတိုးတက်အောင်သင်ပေးတာအဲ့ဒီအပေါ်မှာမူတည်ပြီးတော့မိမိရဲ့စဉ်းစားဉာဏ်နဲ့လက်တွေ့ ပေါင်းစပ်ပြီးတော့ကျင့်သုံးဖို့ဆွတ်လို့တာပေါ့နော်အနုဆိုလို့ရှိရင်ဒါတို့ဆရာတော်ကြီးကဟောတာဒါပဲဆရာတော်ကဟောတာရင်လမ်းဆုံးသွားတတ်တယ်အဲ့ဒါလို့လမ်းမဆုံးရဘူးဘသူပဲပြောတာဖြစ်ဖြစ်စာပေကျမ်းကနေကိုင်းကြည့်ဖို့ကအရေးကြီးတယ်ပေါ့လက်တွေ့နဲ့ကိုင်းကြည့်ဖို့ကအရေးကြီးတယ်ဒီခါတော့ကအင်္ဂလန်ကဒီ ဆရာကြီးဥပခင်ရဲ့တရားစခန်းနေပေါ့ဆရာမကြီးတော်မြတ်မြတ်တွင်တို့တရားစခန်းနေဝင်ပြီးတော့ပမာပြေရောက်လာတဲ့အမျိုးသားနဲ့အမျိုးသမီးသူတို့ကဘာလိုက်ဘုန်းကြီးစီရောက်တော့ဘာမေးတော့ဆိုဆရာကြီးဥပခင်ရဲ့ဆရာကဆရာတကြီးတဲ့ဆရာတကြီးရဲ့ဆရာကလဲရီဆရာတော်လဲရီဆရာတော်ရဲ့ဆရာကဘသူတုံးပေါ့ အဲ့ဒါကိုမေးတာအေးဆရာအစဉ်ဆက်ဆိုတာရှိတယ်လေဒီဆရာတော်ဒီတရားအထုတ်နည်းတွေကိုဘယ်ဟာရတာတုံးဆိုတာမင်းအဲ့ဒါလို့မေးလို့အဆုံးမတတ်ဘူးလို့လေဒီဆရာတော်ရဲ့ဆရာကတော့စံကြောင်းဆရာတော်လို့သိရတယ်လို့အဲ့တော့တရားဓမ္မဆိုတာ ਨੇ ပတ်သက်လာလို့ရှိရင်လို့တို့နိုင်ငံမှာမဟာစီဆရာတော်ဘုရားကြီးလည်းရှိတယ်မိုးကုတ်ဆရာတော်ဘုရားကြီးလည်းရှိတယ် ဒီလက်တွေ့မှာတရားပြနေကြတဲ့ဆရာတော်ကြီးတွေအများကြီးရှိတယ်ပေါ့အဲ့ဒီဆရာတော်ကြီးတွေရဲ့တရားမှန်သမျှဟာ ပိဋကတ်သုံးပုံဟာလာတာကြီးပဲဒါကြောင့်မို့တို့နိုင်ငံမှာလေဒီဆရာတော်ကြီးဆိုတာလဲလမ်းဆုံးမဟုတ်ဘူးမဟာစီဆရာတော်ကြီးကလည်းလမ်းဆုံးမဟုတ်ဘူးမိုးကုတ်ဆရာတော်ကြီးကလည်းလမ်းဆုံးမဟုတ်ဘူးဘယ်တရားပြတဲ့ဆရာပဲဖြစ်ဖြစ်လမ်းဆုံးမဟုတ်ဘူးသူတို့ရဲ့နောက်ခံကပိဋကတ်ပဲလို့ ပိဋကတ်နဲ့မငြင်းရင်ဘယ်သူမှလည်းမခံဘူးလို့တွန်းနေမှာအဲ့တော့ဆရာဆိုတာဘယ်သူလဲလို့ဆိုရင်ဖရာပဲလို့ရသော်ဖရာကတရားဓမ္မတွေအပြည့်စုံဟောကြားထားတာဖြစ်တယ်မသိလို့သာဆရာရင်လမ်းဆုံးနေကြတာလေဖရာဟောထားတာကိုသိတယ်ဆိုလို့ရှိရင်ဖရာကလမ်းဆုံးရမှာဖရာမှသိကြရမှာအလုံးနောက်ဆုံးမှာရှင်သာရိပုတ္တရာလို့ပညာတတ်တဲ့ပုဂ္ဂိုလ်တောင်မှပဲဒီပညာအတော်ဆုံးပုဂ္ဂိုလ်ဒီတောင်မှပဲ တရားဓမ္မနဲ့ပတ်သက်ပြီးတော့လမ်းဆုံးမှမဟုတ်တာရသဗျာကျမှာလမ်းဆုံးတာလေအဲဒါကြောင့်မို့လို့အရေးကြီးဆုံးကတော့ဆရာဆိုတာတော့ကိုယ့်ရဲ့ကျေးဇူးကြီးတဲ့ပုဂ္ဂိုလ်အနေနဲ့မှတ်သားရကိုတရားဓမ္မသိရှိလာတဲ့အတွက်ကြောင့်ဆရာကိုတော့စိတ်ထဲကောင်းထဲမှာမှတ်ထားပြီးတော့ကျေးဇူးတင်ပြီးတော့ပူဇော်တိုက်တယ်ရှင်သာရိပုတ္တရာဟာလည်းရှင်အတ္တသိကိုဘယ်တော့မှမမေ့ဘူးသူ့ရဲ့ ပထမဆုံးဆရာလက်ဦးဆရာဖြစ်လို့ရှင်အတ္တစီကိုအမြဲတမ်းယူသည်လေးစားမှုပြုတယ်။သို့သောတရားတော်နဲ့ပတ်သက်လာတဲ့အခါကြလို့ရှင်တော့ကိုယ်ပိုင်ညာနဲ့အသုံးချပြီးတော့ရသော်ဘုရားဟောတဲ့တရားတွေကိုများများလေ့လာနိုင်မှုဒါကအရေးကြီးတယ်ဆိုတာကိုတတိချတာပေါ့။ဘို့လို့ဆိုရင်ဆရာမာရင်လမ်းဆုံးသွားလိမ့်မယ်။ဆရာမာရင်လမ်းဆုံးသွားနိုင်သေးတယ်။ဒါကတော့ မဟာစီဆရာတော်ကြီးဟောတာဒါလည်းဒီဆရာတော်ဒါကမဟုတ်ဆရာတော်ဓမ္မအမှန်ဒီပြင်ဆရာတော်ဟောရင်မဟုတ်ဘူးလို့ဒီလိုမျိုးတွေဖြစ်လို့ရှိရင်ဒါကိုယ့်ရဲ့စဉ်းစားဉာဏ်မလုံလောက်သေးဘူးဆိုတာကိုပြနေတယ်။ဘယ်ဆရာတော်ဟောဟောသူတို့ရဲ့နောက်ခံဟာဘာလို့လဲဆိုရင်မြတ်စွာဘုရားတရားတော်ပဲ။မြတ်စွာဘုရားတရားတော်နဲ့ညီရင်လက်ခံမယ်။မြတ်စွာဘုရားတရားတော်နဲ့မညီဘူးဆိုရင်လက်မခံ။မြတ်စွာဘုရားကိုယ်တိုင်ကိုယ်ကဓမ္မမှတ်ကြောက်ဆိုတာဟောထားတာရှိတယ်။ မဟာပရိသတ်၄ပါးဆိုတုတ်တန်ဒီမှာဟောတာရှိဘယ်ပညာတတ်ပုဂ္ဂိုလ်ကပဲပြောပြောစာပေပိဋကတ်ထဲမှာခြားကြည့်ခြားကြည့်လို့ကိုင်းညီတယ်ဆိုလို့ရှိရင်ဒါဖရာစကားမကိုင်းညီဘူးဆိုရင်ဖရာစကားမဟုတ်ဘူးလို့သစ္စာဖရာကဒီလိုလမ်းညွှန်မှုတောင်ပေးထားခဲ့တာတွေရှိတယ်ပေါ့ဒါကအင်တာမအရေးကြီးတယ်အစွဲလမ်းလေးတွေကို မထားသင့်ဘူးလို့ဘုံတော့ဆုံးလို့တယ်ပေါ့နော်ဘယ်အစွဲလမ်းမှာမထားနဲ့တရားဟာတခုတည်းပဲစွဲလမ်းတခုမထားဘူးဆရာကိုလေးစားတာအစွဲလမ်းမဟုတ်ဘူးဆိုပါစို့ရှင်သာရိပုတ္တရာကရှင်အတ္တစီသူဆရာဖြစ်သည့်အတွက်ကြောင့်ဘယ်တော့ပဲဖြစ်ဖြစ်ရှင်အတ္တစီရှိတဲ့ဘက်ကိုအမြဲတမ်းယူသည်လေးစားမှုပြုတယ်ဘယ်နေတယ်ဆိုတာအမြဲတမ်းဥချပြီးတော့ယူသည်တမှုပြုတယ်အေးကိုက လဲဒီဆရာတော်ကြီးတရားဖတ်ပြီးတော့တရားလမ်းကြောင်းပေါ်ရောက်လာရင်လဲဒီဆရာတော်ကြီးကိုမြဲတဲ့ရှိခိုးဒီလိုဆုလို့လားဆရာကိုတော့လေးစားတယ်သို့တော့ဆရာပြောသည်မြအကုန်လုံးအမှန်ကြီးလို့တော့လမ်းဆုံးတယ်ဆရာပြောတာဘယ်ကပြောတာလဲဆိုတဲ့အပေါ်မှာသွားမြတ်စွာဘုရားဟောတာဆိုတာမှလက်ခံအေးဆရာဟောတာဒီပင်မြတ်စွာဘုရားတရားတော်နဲ့မညီဘူးဆိုရင်စွန့်အမှားနော်စာပေကျမ်းဂန်ထဲမှာဆိုထားတယ် ဆရာကစူးနင်းတာနဲ့တပည့်ကနောက်ကလိုက်နင်းရမှာမဟုတ်ဘူးတဲ့ဆရာမဟုတ်တာဆရာငရဲကြာရမယ်ငရဲကြာတာနဲ့တပည့်ကလိုက်ပြီးငရဲမကြတဲ့မူတဲ့ဒီလိုဆိုတာเนาะအဲ့တော့ဆရာဆိုတိုင်းကို့ပေါ်ကျေစုရှိတာမှန်တယ်ဆရာဆိုတိုင်းအကုန်လိုက်မလုပ်ရဘူးလို့ဒီလိုဆိုလို့တာအမှန်တရားဆိုရင်လမ်းကြောင်းကရှိတယ်ဆရာက အမှန်တရားလမ်းကြောင်းကိုချော်သွားတယ်ဆိုရင်အဲ့ဒီလမ်းကြောင်းကိုတော့မလိုက်နဲ့ ဆရာလေးစားတာကတပိုင်သူလှုပ်တာလိုက်မလှုပ်တာကတပိုင်ကိုယ်အသိဉာဏ်နဲ့ကိုယ်စဉ္ဉေသုံးသပ်ဆွန့်ဖြတ်တတ်ရမယ်အဲ့ဒီပညာတွေရဖို့ရအခုဓမ္မသင်္นานပို့ချတာလို့အနှစ်သာရပိုင်းကဒီလိုဆွလို့တယ်အဲ့တော့ဓမ္မပညာတက်လာပြီးတဲ့အခါမှာဟိုငါတတ်တယ်ဆိုပြီးတော့မမနာထောင်လွားဖို့လည်းမဟုတ်ဘူးဟောကြွားဖို့ဝါဖို့လည်းမဟုတ်ဘူးတိထားတဲ့အသိပညာတွေဟာမိမိကိုယ်တိုင်ကျင့်သုံးမယ်နော် နေထရဏထပရိယတိလို့ခေါ်တယ်။ကိုယ်ကိုယ်တိုင်လှုပ်ရှားတွေကြမ်းနေသေးတဲ့ပုဂ္ဂိုလ်ဟာသင်ယူထားသမျှဟာကိုယ့်အတွက်ဒီအထောက်အကူဖြစ်ဖို့ကိုယ်တန်မြာဟောကလှုပ်ဖို့ကြိုးပမ်းဖို့အတွက်ကိုယ်ကိုယ်တိုင်သိရှိနားလည်ဖို့သင်တယ်ဆိုတာအဓိကထားရမယ်။ဒီလိုဆွလို့တာပေါ့နေထရဏထပရိယတိ။အဲ့တော့နေထရဏထလို့ခေါ်တဲ့ တဏှာဝုကလွတ်ဖို့ဆိုတဲ့ရည်ရွယ်ချက်ကနေပြီးတော့တခြားရည်ရွယ်ချက်ကိုသွားရည်ရွယ်လိုက်မယ်ဆိုရင်လွဲမှားသွားနိုင်တယ်အေးကိုတိတယ်ကိုတတ်တယ်လာပြောလို့ရှိရင်ဟိုပြန်လည်ငင်းခုံမယ်ခြေပမယ်ဆိုတာမျိုးတွေဒီလိုအေးတတ်ချင်းကိုအကြောင်းပြုပြီးတော့လာဘတက္ကာရတွေဂုံတရင်တွေကြော်ကြားမှုတွေဒီလိုဟာမျိုးတွေကိုလုံးဝခေါင်းထဲမှာမထည့်ရတဲ့အရာပဲတစ်လုံးတည်တည်နှလုံးတည်တည် လိုက်နာကျင့်သုံးရမယ်အရာကိုငါလိုက်နာကျင့်သုံးမယ်ဖယ်ရှားရမယ်အရာကိုငါဖယ်ရှားမယ်ဆိုရယ်ဒီမှန်ကန်တဲ့နှလုံးသွင်းတဲ့စာပေကိုလေးလာကြရမှာ ဖြစ်တယ်။မြတ်စွာဘုရားရဲ့အဆုံးအမတရားတော်ငါသိရှိအောင်သင်ယူမယ်သင်ယူပြီးတော့လက်တွေ့ကျင့်သုံးမယ်အမှန်တရားတိုင်းငါငါဘဝမှာဖယားတရားတော်ရဲ့ဒီအဆုံးအမအောက်မှာနေမယ်မြတ်စွာဘုရားရဲ့ထီးရိပ်အောက်မှာငါလိုက်နာကျင့်သုံးမယ်လို့ဆိုရယ် စိတ်ဓာတ်နဲ့သင်ယူဖို့လိုအပ်ပါတယ်။အဲဒီလိုသင်ယူမှမိမိရလာတဲ့ပညာဟာတန်ဖိုးရှိတဲ့ပညာဖြစ်ပြီးဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့ပညာပတ္တထလောကသမိယာယံနိဗ္ဗေဒခာမိနီလို့ဆိုတယ်။ကိလေသာတွေကိုဖောက်ခွဲနိုင်တဲ့အသိပညာထိအောင်စွမ်းဆောင်မဲ့ပညာမျိုးငါတို့တွေရအောင်ကြိုးစားသင်ကြားရမှာဖြစ်တယ်လို့ကိုစီကိုစီမှတ်သားပြီးတော့လိုက်နာ သင်ကြားနိုင်ဖို့အတွက်ဆုံးမဩဝါဒစကားပြောကြအပ်ပါတယ်အားလုံးလိုက်နာကျင့်သုံးနိုင်ကြပါစေ။